်မင်္ဂလာပါကျွန်တော်တို့ဒီတစ်ခေါက်တော့ကျွန်တော်အားလုံးကိုကျွန်တော်မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးတစ်ခုရှိပါတယ်အဲ့ဒါတခြားမဟုတ်ပါဘူးကျွန်တော်မိကုန်းလေးတစ်ခုနဲ့အရင်စကြပါတယ်မိတ်ဆွေတို့ဆိုင်ဒီမှာအဲကျွန်တော်တို့ပုံမူအမြက်များလို့ပါသလားနော်အမြက်ပုံမူများလို့ပါသလားအဲ့တော့တစ်ခါလေးရရင်ကျွန်တော်တို့ရိုးရှင်းတဲ့ဥပမာအနေနဲ့စဉ်းစားကြည့်အောင်အမြက်ပုံများခြင်းနဲ့ဆိုရင်ကျွန်တော်ပူရောက်မှရမယ်အဲဒါမှမဟုတ်ရှင်လေးပစ္စည်း များများရောင်းပေါ့နော်ပစ္စည်းများများရောင်းအများများများရမယ်ဒါမှမဟုတ်ရှင်လေကျွန်တော်တို့ကပစ္စည်းပေါ်မှာဈေးများများတင်အများများများရမယ်အဲ့ဒီနည်းနဲ့ကျွန်တော်တို့ငွေကိုပိုရှာလို့ရတယ်နောက်တနည်းကျွန်တော်တို့ဘောင်းမြန်ပြန်စမ်းစားကြည့်အောင်အကဲများကကျွန်တော်တို့ကကိုရောင်းတဲ့ပစ္စည်းကိုလည်းမတိုးနိုင်ဘူးကိုရောင်းတဲ့ကုန်စည်ပစ္စည်းရဲ့ဈေးနှုန်းပေါ့နော်ကုန်ပစ္စည်းရဲ့ဈေးနှုန်းကိုလည်းပုံမမြင့်နိုင်ဘူးအဲ့ဒီအချိန်မျိုးမှာဆိုကျွန်တော်တို့လုပ်လို့ရတာနောက်တနည်းပဲရှိပါတော့ ဲ့တော့ကျွန်တော်တို့မှာကုန်ကြနေတဲ့ကုန်ကြစည်းတွေကို short ချဖို့တော့ပါအဲ့တော့ကုန်ကြစည်း short ချခြင်းဟာတကယ်တမ်းပြောရရင်တော့မိတ်ဆွေတို့ရဲ့အမျက်ကိုပုံများလာလို့တွေ့ရမယ်ပြောရရင်တော့ကုန်ကြစည်းတက်တာသွားရင်အဲကျွန်တော်ဒီဘက်မှာရှိတဲ့ profit ပေါ့အမျက်ကများလာမယ်အမျက်များလာမယ်ဆိုတော့သဘောတရားကမိမိဘာတခြားကုန်စရာတွေခြွေတာနိုင်လိုက်တဲ့အတွက်တော့ကျွန်တော်တို့မှာဝင်ငွေအနေနဲ့အဲကျွန်တော်တို့ portion တာတွေဖြစ်လာနိုင်ပါတယ် အကြိမ်မှာကျွန်တော်တို့ဒဇုံတရားစဉ်းစားကြည့်အောင်ကျွန်တော်တို့တစ်ခါတလေမှာကျွန်တော်တို့အော်တခြားသောနေရာတွေကနေကုန်ကြမ်းစီတွေထွက်နေတယ်ပေါ့ဥပမာကျွန်တော်တို့ pamphlet တွေ flyer တွေကျွန်တော်တို့ brochure တွေအများအဝင်နေတယ်เนาะကျွန်တော်တို့လက်ကမ်းစာဆောင်လေးတွေပေါ့เนาะအဲ့လာတွေက print ထုတ်ရတဲ့ကုန်ကြမ်းရှိတယ်ဒါပြီးလို့ရှိရင်ဒါတွေကိုပုံနှိပ်ရတဲ့ကုန်ကြမ်းရှိတယ်အဲစသဖြင့်ပေါ့အဲ့လာတွေကုန်ကြတဲ့နေရာမှာကျွန်တော်တို့ကဒီ Facebook တို့ TikTok တို့ပေါ်မှာကျွန်တော်တို့ရဲ့ကြော်ညာတွေကိုတင်မယ်ဆိုရင်ဒါကျွန်တော်တို့ကုန်ကြမ်းကို short ချနိုင်တယ်ဒါ digital ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ ကုန်ကြစိတ်ကို short ချပြီးတော့ကျွန်တော်ဒီဘက်ကနေပြီးတော့အာ profit ပေါ့အမြတ်ကိုနှင့်တဲ့ပုံစံတစ်မျိုးပါအဲဒီလိုမျိုးပဲနောက်တနည်းကတော့ကျွန်တော်တို့ကပုံမှန်အပြင်စိုင်းတော်တော်များများကိုသွားလာလို့ရှိရင် weight ပေးရလား k ပေးရလားเนาะကျွန်တော်တို့ air ပေးရလားလို့မေးတဲ့အချိန်မှာစိုင်းတော်တော်များများက cash နဲ့ပဲလက်ခံခြင်းကြပါတယ်အဲ့တော့ cash နဲ့လက်ခံတဲ့အတွက်ကျွန်တော်တို့ကဘာဖြစ်လဲဆိုဒီစင်ရင်းကိုပြန်လဲချုပ်ကတဲ့နေရာမှာအခက်အခဲရှိပါတယ် again များကိုဒီเนาะ မြို့တနေရာရာမှာနေတယ်နော်ဘန်နေနဲ့လည်းနှီးတယ်ဆိုလို့ရှင်เนาะအဲကျွန်တော်တို့ဒီ electronic payment တွေပေါ့เนาะအဲ့ဒါတွေကိုကျွန်တော်တို့ mobile payment တွေကိုစပြီးတော့ ရှင်းတော့မှုအတွက်ကိုကျွန်တော်တိုက်တွန်းလိုပါတယ်။အဲ့ဒီအချိန်ကျရင်ဘာအားသာချက်ရှိလာမလဲဆိုတော့မိတ်ဆွေအနေနဲ့စည်ရင်းနေเนาะကျွန်တော်ဆောင်ရွက်စာရန်နေနဲ့ကုန်ကြတဲ့အချိန်ကိုအချိန်ကိုလည်းတတ်တာစေတယ်၊ကုန်ကြစိတ်ကိုလည်းတတ်တာစေတဲ့အတွက်မိတ်ဆွေတို့ဆိုင်ကအကယ်၍များဒီ WP KP เนาะကျွန်တော်တို့ ARP စတာရင်းနဲ့ပေးနေတဲ့လက္ခဏာလို့ရှိရင်စင်းစစ်ကတာလည်းလွယ်သွားမယ်။အဲပြီးလို့ရှိရင်ခုနပြောသလိုဘောင်ချာလုတ်ပေးရတဲ့ကုန်ကြစိတ်လည်းအဲတတ်တာသွားမှာဖြစ်ပါတယ်เนาะပြောရင်တော့စာရဲစာတန်းစည်းတွေတတ်တာသွားမယ်ပေါ့ဗျာ။ နောက်တစ်ခုကတော့ကျွန်တော်တို့အခုနောက်ပိုင်းလူတော်တော်များများကအဲကျွန်တော်တို့ LED မီးတွေကိုအသုံးပြုလာပါပြီ LED မီးတွေမှာဆိုလို့ရှိရင်အဲတချို့တွေဆိုလို့ရှိရင်ကျွန်တော်တို့မီးယာနော် ကုန်ကြစိတ်များတဲ့မီးတွေရှိသလိုမီးအားသက်သာတဲ့မီးတွေလည်းရှိပါတယ်။အဲ့တော့လင်းအားလည်းကောင်းပြီးကုန်ကြစိတ်သက်သာတဲ့မီးတွေဆိုလို့ချင်းကျွန်တော်တို့ဝန်းနေနေနဲ့ကျွန်တော်တို့အဆင်ပြေပြေထုံးလင်းလို့ရပါတယ်။ဒါကြောင့်မို့မိမိမီးချောင်းတွေက နော်အာပုံမှန်ဖန်ချောင်းတွေတက်စားလို့ရှိရင်ကျွန်တော် LED မီးချောင်းတွေကိုတက်စင်ခြင်းဟာကျွန်တော်တို့ဆိုင်မှာတုံးထားတဲ့မီတာကားကိုလည်းချွေတာစီတာ ဖြစ်ပါတယ်။နောက်ပြီးလို့ရှိရင် နောက်တစ်ခုကအကယ်၍များကျွန်တော်တို့ solar energy နဲ့တွဲသုံးမယ်ဆိုရင် ဒါ cost saving လောလောဆယ်တော့ပထမဦးဆုံးကုန်ကြမ်းစည်တစ်ခုတော့ရှိမယ်။နောက်ပိုင်းညလို့ရှိရင်ဒီ cost saving ဟာတဖြည်းဖြည်းနဲ့เนาะကျွန်တော်တို့9နှစ်သက်တမ်း10နှစ်သက်တမ်းနဲ့ခြွေတာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကုန်ကြမ်းစည်အထူးသက်သာသွားတာတွေ့ရပါလိမ့်မယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ site မှာရှိတဲ့เนาะကျွန်တော်တို့ပစ္စည်းထုတ်ပိုးတဲ့နေရာမှာเนาะအစ်စ်ပကင်နေနဲ့ထုတ်ပေးရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့တစ်ခါ တော့မဟုတ်ဘဲနဲ့ကျွန်တော်တို့အာအများရန်ပြန်သုံးလို့ရတဲ့ recycle use bag တွေဒါမှမဟုတ် recycle egg တွေကိုကျွန်တော်တို့ဝယ်ယူသုံးစွဲခြင်းဟာလေကျွန်တော်တို့ရဲ့ packaging မှာကျွန်တော်တို့ချွေးတာရရောက်ပါလိမ့်မယ်ဒါတွေဟာကျွန်တော်တို့မတိမတန်တဲ့ကုန်ကျနေတဲ့ကုန်ကျစရိတ်ဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဆိုင်မှာရှိနေတဲ့အာ နော် delivery system ပေါ့နော် delivery system ဆိုလို့ရှိရင်ကျွန်တော်တို့ကပစ္စည်းတစ်ခုတည်းအမြန်တမ်းတပ်ပို့လိုက်တာအမြန်တမ်းတပ်ပို့လိုက်တာထက်စားလို့ရှိရင်ပစ္စည်းတွေအားလုံးစုပေါင်းပြီးတော့ကျွန်တော်တို့ပို့စီခြင်းဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဟာဒီ စိုက်ကင်းနေရာမှာ electronic bike သုံးတာ electronic bike နေရာမှာကျွန်တော်တို့စပိန်ပြောင်းသုံးတာစသဖြင့်ပေါ့အဲ့ဒါဆိုကျန်းမာရေးနဲ့လည်းညီညွတ်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကုန်ကျစရိတ်ကိုလည်းချွေတားနိုင်တယ်ဒါကြောင့်မို့နီးတဲ့နေရာတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့စပိန်နဲ့တပုတ်မလားဒါမို့ကားနဲ့တပုတ်မလားဒါမို့စိုက်ကင်းနဲ့တပုတ်မလားအသင့်တော်ဆုံးဖြစ်မဲ့ cost saving နည်းလမ်းကို အသုံးပြုပြီးပို့ခြင်းအပြင်တထောင်မှသည်တထောင်တထောင်မှသည်တသိန်းတသိန်းမှသည်10သိန်းစသဖြင့်မိတ်ဆွေတို့အသီးသီးချွေတားနိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ တခြားသောเนาะကျွန်တော်တို့ကုန်ကြနေတဲ့ကုန်ပစ္စည်းတွေပေါ့မိမိဆိုင်မှာကျွန်တော်တို့တင်တဲ့ဆင်လေးတွေပေါ့เนาะပစ္စည်းပစ္စည်းတင်တဲ့ဆင်လေးတွေတသားဆင်လေးတွေတန်ဆင်လေးတွေစတာတွေကိုကျွန်တော်မပြက်စည်းခင်မှာကြိုတင်ထိန်းသိမ်းခြင်းအပြင်မိတ်ဆွေတို့ရဲ့ကုန်ကြစိတ်တွေကိုချွေတာနေမှာဖြစ်ပါတယ်တခါလေးမှာဒီဆင်တွေကအပြင်မှာတော့ဝယ်ရတဲ့အချိန်မှာဈေးကြီးတယ်ဗျာအပြောရင်တန်ဆင်ပဲဖြစ်ဖြစ်တသားဆင်ပဲဖြစ်ဖြစ်အခုမှဒီဟာတွေနဲ့ပတ်သက်ပြီးတော့မပြက်ခင်မှာကျွန်တော်ထိန်းသိမ်းမယ်เนาะအာဒီ ဖြက်စီးလို့အစ်စ်ဝယ်လိုက်တဲ့ဈေးထက်မပြက်ခင်မှာထိန်းသိမ်းရတဲ့စကုံးကြားစိတ်ကပုံမတက်တာဖြစ်ပါတယ်။ဒါကြောင့်မို့တန်စင်လေးတွေရှိလို့ရှင်လဲကျွန်တော်တို့ outside လေးတွေတောက်တာเนาะတန်စင်လေးတွေရှိလို့ရှင်လဲကျွန်တော်တို့ပြန်ပြီးတော့ပြုပြင်ထိန်းသိမ်းတာစတာလေးတွေဟာမိမိမလိုအပ်တဲ့ကုံကြားစိတ်တွေကို trader နေမှာဖြစ်လို့ကျွန်တော်တို့ sign နေအတွက် ဝင်ငွေအဲဒါမှမဟုတ်လို့ရှိရင်အမျက်ငွေပိုရလာစေမှာတွေ့ရပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့မကုံသိတဲ့နေရာမှာမကုံအောင်ထိန်းချင်းဟာလဲအဲကျွန်တော်တို့အမျက်ကိုပုံမှုများလာစေတာတွေ့ရပါလိမ့်မယ်။ဒါလေးကတော့ကျွန်တော်ရဲ့ SME သမားတွေအတွက်နော်အမြင်လေးတစ်ခုကိုကျွန်တော်မျှဝေပေးတာဖြစ်ပါတယ်။အဲကျွန်တော်ရဲ့ဗီဒီယိုတွေကိုကျွန်တော်ရဲ့ TikTok, YouTube နဲ့ Facebook စာမျက်နှာတွေပေါ်မှာရှာဖွေကြည့်လို့ရပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။